အားလုံးပဲမင်္ဂလာပါခင်ဗျာ Wing Watch Channel ကနေအားလုံးကိုချစ်စွာပါတယ်ကျွန်တော်ဒီကနေ့မှာတော့ယနေ့ညမှာကဲမဲ့လန်ဒန်နာဗီပွဲစဉ်တွေပဲဖြစ်တဲ့ Torian Hotspur နဲ့ Chelsea တင်းတို့ရဲ့ပွဲကြုံ36ကိုတင်ဆက်ပြီးမှဖြစ်ပါတယ်ဒီပွဲစဉ်ကတော့စနေနေ့ညမြန်မာစံတော်ချိန်ည7:00နာရီမှာကဲမှာဖြစ်ပါတယ်ဆိုပထမဦးဆုံး Chelsea နဲ့ပတ်သက်ပြီးကျွန်တော်စတင်ပြောအောင် Chelsea အနေနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာရက်လက်တွေဇက်တိုက်ကောင်းနေရင်းနဲ့မှဒီမထင်မှတ်ပဲပြီးခဲ့တဲ့တစ်ပတ်ကဆန်နလန်တင်းကိုအိမ်ငွေမှာနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနေဒီကြားရတယ်မှာကစားခဲ့တဲ့ဦးဘာဟန် အသင်းနဲ့ပွဲစဉ်မှာဆိုရင်ဒီ၄ခု၃ခုနဲ့အသေးအတန်ကယ်ပြီးမှနိုင်ရတယ်ဆိုချယ်ဆီနဲ့ပတ်သက်ပြီးကျွန်တော်အမြဲပြောသလိုပေါ့ချယ်ဆီမှာဒီတိုက်စစ်နဲ့ကွင်းလယ်မှာဥရောပအဆင့် level တစ်ခုရှိတယ်တိုက်စစ်အတွက်ဖက်မှာဆိုရင်လည်းတကယ်ကို quality ကစားသမားတွေအပြည့်ပဲကွင်းလယ်မှာဆိုရင်လည်းဒီမော်ဆက်ကင်စီတို့နဲ့ဒီအန်ဆိုဖာနန်းတဲ့တွဲကလက်ရှိဥရောပမှာအကောင်းဆုံးကွင်းလယ်တွဲတွေကဒရဲလို့ပြောလို့ရတယ်ဒါပေမဲ့ချယ်ဆီရဲ့နောက်တန်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်နောက်တန်းကတကယ်ကို premier league တာမန်အသင်းသင်းသားလောက်ပဲ ရှိတယ်ပြသူတို့ရဲ့အကြီးတွေးရဘာလို့လဲဒီနောက်ပိုင်းပွဲစဉ်တွေရောအဓိကတက်တယ်ပဲချယ်ဆီနောက်ပိုင်းပွဲစဉ်တွေကိုကြည့်ကြည့်လိုက်တကယ်ကိုမပေးသင့်တဲ့ဟိုပေးဂိုးတွေပေးရတယ်မပေးသင့်တဲ့မလုပ်သင့်တဲ့အမားတွေပြုတ်လုတယ်ဒါကြောင့်မို့အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုချယ်ဆီရဲ့နောက်တန်းတိကျစွာအမားတွေကိုကျူးလွန်လာတာကိုတွေ့ရတယ်ဒါကြောင့်မို့ဟိုအန်ဆိုမာရက်စကာနီနဲ့ဒီနောက်တန်းကိုဇန်နဝါရီလမှာကျွန်တော်အားပြည့်တင့်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါမှသာလျှင်ချယ်ဆီအနေနဲ့နောက်ရဒီဥရောပဒီ champion league မှာဆိုရင်ဒီ level တစ်ခုသူတို့အဆင့်တစ်ခုတည်းရောက်မယ်ဥမာဒီ semi final တို့ semi final ရောက်တာမျိုးတို့ပြီးရင် champion league မှာဒီ final ထိရောက်ပြီးတော့ပူဆွဲတာမျိုးတို့အဲ့လို level တစ်ခုရောက်ချင်တယ်ဆိုရင် chelsea နောက်တန်းအနေနဲ့ january လမှာအားဖြည့်တင်ပါတယ်နောက်ပြီးဒီ giant မှာကန်သွားခဲ့တဲ့ဒီ wolverhampton နဲ့ပွဲတင်မှာဆိုရင်နီးပြားကဒီ archibald နဲ့ဒီတိုးစင်အတွဲကိုတွဲသွားတယ်ဆိုတော့ဒီပွဲတင်မှာတော့တေချာပေါ့သူအနေနဲ့ဒီ center back အတွဲမှာဆိုရင် charloba ကိုတေချာပေါ့သူထည့်မယ်ချာလိုပါနဲ့ဖူဖာနာတွဲမလားဒါမှမဟုတ် ်ခြာလိုးပါနဲ့ဒီအချင်းမောင်းကိုပဲပြန်ပြီးတွဲမလားဆိုတဲ့အချက်ပဲချက်စီကဟိုမှတ်တိုင်းပြောရင်ဖူးဘက်တွေဖူးဘက်တွေကချက်စီကစားတာကောင်းတယ်ဒါပေမဲ့ဒီသူတို့ဆန်နာဘက်အတွဲကဘယ်သူဘယ်သူပဲဘယ်အတွဲပဲဖြစ်ဖြစ်သူတို့ဟိုအရင်ကြီးအတွဲမညီဘူးပြောရမယ်သူတို့ဘယ်ခြာလိုးပါနဲ့ဒီအချင်းမောင်းပဲတွဲတွဲဒီခြာလိုးပါနဲ့တိုးစင်နဲ့တွဲတွဲခြာလိုးပါနဲ့ဒီပေါ်ပါနာပဲတွေ့တွေ့ဒီအရန်ကြီးဟိုအလုံးမဖြစ်ဘူးဗျဒါဟိုဟိုအန်ဆိုမာရက်စကာနေနဲ့ ဟိုဒီဘွဲတွေမှာဟိုဘယ်တွဲကအကန့်ကြီးဆုံးဖြစ်မလဲဆိုတော့သူကောင်းကောင်းအဖြေရှာရမယ်ဒီဒီဘွဲတွေကဟိုဒီ Chelsea အတွက်အရန်ကိုရေးပါတဲ့ဘွဲတွေဘာလို့လဲဒီလက်ရှိချိန်မှာ Dorian Hotspur ကဒီရမတ်16နံပါတ်ရပြီးတော့ဒီအဆင့်3နေရာမှာယက်တည်နေတယ် Chelsea ကတော့လက်ရှိချိန်မှာရမတ်14မှတ်နဲ့အဆင့်9နေရာကိုယက်တည်နေတယ်ဒါဘာပဲပြောဒီဘွဲကိုသူတို့နိုင်လိုက်ပြီဆိုရင်ဒီစပါးနဲ့ဒီအမှတ်တူအနေထားကိုရောက်သွားမယ်ဟိုတစ်ဖက်ကကျွန်တော်စပါးသင်းနဲ့ပတ်သက်ပြီးကျွန်တော်စတင်ပြော စပါးသင်းနေတဲ့လက်ရှိချိန်မှာဟိုနီးပြတော်မဖရန်လက်ထက်မှာရလက်တွေကအကောင်းကြီးလည်းမဟုတ်ဘူးအဆိုးကြီးလည်းမဟုတ်ဘူးအသင်းတည့်အနေထားမှာရှိတယ်နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုရင်2ပွဲနိုင်2ပွဲတည်2ပွဲရှုံးနေထားတယ်တော်မဖရန်ရဲ့အသင်းကပုံမှန်အဖြစ်တော့၄နှစ်3 1 4-3-3 formation ကိုကစားလေရှိတယ်ဒါပေမဲ့ defensive ကို solid ဖြစ်ချင်တဲ့အနေထားမျိုးမှာဆိုရင်ဒီလေးလေးနဲ့ formation ပြန်ပြောင်းပြီးတော့ b defense line နေရာတွေမှာ space တွေကိုကန့်တက်ပြီးကစားလေရှိတယ် ။နောက်ပြီးစပားမှာသူတို့တောင်ပန်ကစားသမားတွေကဒီ quality အရင်ကောင်းတဲ့ခါကျတော့သူတို့ကဒီဒီဝင်းကားတွေကိုအသုံးပြုပြီးတော့ white play ကို UTV ကစားလေးရှိတယ်။ဒါကြောင့်သူတို့ရဲ့တိုက်စစ်ကဟိုပွဲတင်နိုင်ဒီပါဟိုဂိုးရရှိတယ်လို့ပြောရမယ်။တကယ်ကိုဟိုတိုက်စစ်မှာတကယ်ကောင်းတဲ့အစုအဖွဲ့ကိုပိုင်ဆိုင်ထားတယ်။နောက်ပြီးဒီနှစ်သိန်းကြားထိတိုက်တွေ့ဆုံမှုနောက်ဆုံး600ဒီထိတိုက်တွေ့ဆုံမှုမှာဆိုရင် Chelsea က၄ဘွဲနိုင်ပြီး Tottenham Hotspur က၃ဘွဲနိုင်ထားပါတယ်။၃ဘွဲတည်ချတာပဲ။ဆိုတော့ ထိတိုက်တွေ့ဆုံမှုရဆိုရင်ချဲစီကတော်တန်ဟော့စပါကိုအပြတ်အသတ်ဒီအသာတိရယူထားတယ်လို့ပြောရမယ်။နောက်ပြီးဒီနေ့တင်းလက်ရှိဂါဒန်ဖောင်ပေါ့ချဲစီကနောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုရင်9ပွဲထိနိုင်ပြီးတပွဲပဲရှုံးနေထားတယ်။ရှုံးနေလာတဲ့ပွဲကပြီးခဲ့တဲ့ဘက်ကဆန်လန်လန်တင်းနဲ့အိမ်ခွင်မှာ2ဂိုးတဂိုးနဲ့ရှုံးတယ်။တော်တန်ဟော့စပါကတော့နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုရင် ီနှစ်ပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးဆိုတော့အရင်ကြီးတော့မကောင်းဘူးတော်တန်ဟော့စပါလေဟိုချဲစီကတော့ကောင်းနေတယ်လမ်းထဲမှာဒီဆန်နာလန်တင်းကိုမထင်မှတ်ပဲအိမ်ဝင်းမှာရှုံးနေသွားတယ်ဆိုတော့ကာရန်ဖောင်ရဆိုရင်လက်ရှိချဲစီတင်းကတော်တန်ဟော့စပါထက်အပြတ်တက်အသာစီးရနေတယ်နောက်ပြီးအစင်လာပိုင်းမှာဆိုရင်လည်းချဲစီကအပြတ်တက်အသာစီးရနေဒါပေမဲ့ချဲစီအနေနဲ့ဒီတစ်ချိန်မှာမတူညီတဲ့တော်တန်ဟော့စပါတင်းကိုမြင်တွေ့ရဖို့ရှိနေပါလေဘာလို့လဲရင်းတစ်ခါချဲစီအပြတ်တက်အသာစီးယူခဲ့တော့ကတော်တယ်ဟော့စပါတင်းကြီးပြအမ်ပိုစတီဗ်ဂိုးလေးဖြစ်တယ်ဒီဒီချိန်မှာ တောမက်ဖရန်ဖြစ်တဲ့အတွက်ကြောင့်ချယ်ဆီအနေနဲ့တိုင်းနာခုထိခက်ခဲလာနိုင်တယ်တောမက်ဖရန်ဆိုတာဒီဘရက်ဖို့မှာကိုင်ရယ်စံတော့ကဒီအသင်းကြီးတွေဖြစ်တဲ့ဒီမန်ချက်စတာစီးတီးတို့မန်ချက်စတာယူနိုက်တက်တို့အာဆင်နယ်တို့လီဗာပူးတို့ဆိုရင်အမြဲဒုက္ခပေးနေကြအသင်းဟိုဒါကြောင့်မို့ချယ်ဆီအတွက်ဟိုအတိုင်းနာခုထိခက်ခဲလာနိုင်တယ်အချို့အပြင်ဆိုတော့ဒီပွဲစဉ်ကတော်တန်ဟော့စပါအနေနဲ့အိမ်ခွင်းမှာအ ਨੇ စုံတေးလောက်တော့ဟိုခံကန်နိုင်လိမ့်မယ်လို့ကျွန်တော်အမြင်အရသုံးသပ်မိပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ